။အနည်းအတကားတယောက်ရှိတယ်ရှောက်တယ်။နောက်ထပ်ရှင်ဘုရားတို့သံဃာယနာတင်မှုလို့သေးလား။ဘုန်းကြီးတို့အနေနဲ့ကတော့စာပေဆုံးနေပြီဆိုတော့သံဃာယနာတင်စရာဘာမှမလိုဘူး။ဒါတွေကိုလေ့လာဖို့ပဲလိုတယ်။နော်။သံဃာနာမတင်မဲနဲ့စာတွေကိုမလေ့လာပဲနဲ့ရှိတဲ့စာတွေကိုမဖတ်ပဲနဲ့ဝေကုံကြီးကြတဲ့သံဃာနာတင်းနေအောင်ပဲဆိုလို့ရှိရင်ဟာကျိုးထူအောင်မှာတော့เนาะအခုခေတ်က ယင်းတဲ့နှလုံးနဲ့ရောက်အောင်တရားတော်ကိုနာယူခြင်းအဓိကအတိညာဉ်နဲ့ယင်းနဲ့ရောက်အောင်ခေါင်းနဲ့ရောက်အောင်လှုပ်ရှားမှာဖြစ်မြန်မာလူမျိုးတွေကိုပိဋကစာပေဟာအပြည့်စုံရှိနေတယ်မြန်မာလူဘာသာပြန်ထားတာတွေအကုန်ရှိနေတယ်ဖတ်လို့ရပြီမြန်မာစကားလုံးနဲ့ဖတ်လို့ရနေပြီအဲ့ဒါတွေဖတ်ဖို့ပဲလိုတယ်ပေါ့အဲ့ဒါတွေမဖတ်ဘဲထားပြီးတော့တန်ခါရဏထတ်တင်အောင်မယ်ဆိုပါကြိုးရှိတယ် တုံရင်တုံရင်မယ်နေပါပေါ့နော်အရေးကြီးတာမြတ်စွာဘုရားရဲ့အဆုံးအမတွေကဘယ်ပုဂ္ဂိုလ်တွေမှာတည်တုံးဆိုရင်ရှင်နဲ့နှလုံးနဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာတည်တယ်လို့ပြောစားတလုံးမှာရင်နဲ့မရောက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာသူ့ရင်ထဲမှာမြတ်စွာဘုရားဟောတဲ့အဆုံးအမမရှိဘူးလို့ပဲပြောအဲ့တော့ တည်ရမဲ့စကလုံးนี่မတန်တာယူပြီးလိုက်နာခြင်းသုံးဖို့ဒါအဓိကကြပေါ့အဲ့တော့ပြန်မြူးအောင်ပြန်မြူးတဲ့နေတွေနဲ့ပြန်ပွားအောင်ရှင်းရှင်းမြန်မြန်တက်သည့်နားလဲအောင်ဆောင်ရွက်ဖို့ပဲလိုမယ်လို့သူယူဆတယ်